လူအများနဲ့စုပြီးတော့အလုပ်လုပ်ကြတဲ့အဖွဲ့အစည်းတစ်ခုရဲ့ပျက်စီးချောင်း၃မျိုးတဲ့။ဘုန်းကြီးကကြမ်းဖန်ပြီးတော့များလက်လေ၃ချောင်းထောင်တဲ့ပြီးပြောနေတဲ့ထင်းမင်းနဲ့အိုးဗုဒ္ဓမြတ်စွာကတုတ်တန်တဏှာမှာအဲ့ဒီအချက်၃ချက်ကိုခေါ်ထားခဲ့တာ။နံပါတ်၁ကတော့မှတ်ထားပါဗျာဘဟုနိတ္တာရ။ဩက္ကဋ္ဌလုံးချင်တဲ့လူအတူရင်မှုလုံးချင်တဲ့လူဗန္ဒာရေးနေရာကိုလူနေကြပြီဆိုတဲ့အသင်းဖွဲ့မျိုးဟာကြာရှည်မတည်တတ်တတ်ဘူးတဲ့ဗျာ။ဟုတ်ပြီလား။ ေးသူ့နေရာနဲ့သူပဲသူ့နေရာနဲ့သူပဲဥက္ကဋ္ဌထိုက်တန်တဲ့ပုဂ္ဂိုလ်ဥက္ကဋ္ဌပေါ့အာတွတ်တွတ်လဲလဲလုံတက်ကန်နေတယ်ဆိုအကျိုးတော်ဆောင်ပေါ့အာသူ့မှာတရားတရားလေးလဲပြည့်စုံတယ်စီးပွားဥစ္စာတွေလဲထိုက်တန်ထိုက်တန်သလောက်စိုက်နိုင်ပြုနိုင်လုံနိုင်ကန်နေတဲ့ပုဂ္ဂိုလ်ပဲဆိုတော့ဘန္ဓာရေးမှုပေါ့ဟုတ်တယ်မလားတချို့ကတပြားတစ်ချက်မှမရှိဘဲနဲ့ဗန္ဓာယိမှုဓာတုကိုတက်ပြီးတော့လုံးချင်တယ်ဆိုရင်တော့ဗမာစကပုံနဲ့ပြောရင်တော့ငကြောကိုကြောင်ဆောင်ခိုင်းရတယ်လို့ဖြစ်သွားပါလေဆိုရတယ် ဟုတ်တယ်မို့လားအဲဒါကြောင့်မို့လို့အတင်းဖွယ်ထဲမှာအဲ့လိုယာဓုတွေကိုလုနေတဲ့ပုံကိုယ်တွေများပြီဆိုရင်လည်းအဲ့ဒီအတင်းဖွယ်ကကြာကြာမခိုင်မြတ်တတ်ဘူးကြဗျာဗုဒ္ဓမြတ်စွာကမှတ်ထားကြပေါ့ဟုတ်ဘူးလားအေးမှတ်ထားကြပေါ့နံပါတ်2ကြတော့တပ်ပပန္နိတမာနီတဲ့အတင်းဖွယ်ထဲမှာပါနေတဲ့ပုံကိုယ်တွေကသူတို့ဟာသူအကုန်လုံးလူတတ်ကြီးလို့ထင်နေလို့ရှင်လေအဲ့ဒီအတင်းဖွယ်ကကြာရှည်မတည်တတ်တတ်ဘူးကြဗျာ တပ်ပပဏိတမာနီတပ်ပဆိုတာအတင်းဖွဲ့အားလုံးအတင်းဖွဲ့ဝင်အားလုံးပဏိတဆိုတာပညာရှင်ပညာရှိဘာနီဆိုတာထင်းနေတာတကယ်တမ်းလည်းမရှိဘဲနဲ့ထင်းနေတာဟုတ်တယ်မလားတပ်ပပဏိတမာနီအဖွဲ့ဝင်အားလုံးကသူတို့ကိုသူတို့လူတတ်တွေကြီးပဲလူလေတွေကြီးပဲလौဒတ်ကိုင်းတတ်တဲ့လူတွေကြီးပဲလို့ထင်းနေတော့ငါကဘာမှလာပြီးတော့တင်းမနေတင်းမနေနဲ့နော်ငါတို့ကဓာရီတက်ပြီးသားဆိုတဲ့လူတွေများလာရင်လည်းအဲ့ဒီလူအဖွဲ့မျိုးက ြာရှည်မတည်တတ်တတ်ဘူးဆိုလိုတာကတော့ဥဆောင်တဲ့ပုဂ္ဂိုလ်ကဥဆောင်နောက်ကလိုက်တဲ့ပုဂ္ဂိုလ်ကလည်းရှိရမှာပဲเนาะအဲ့ဒါကနံပါတ်3အချက်ကြတော့ဘ ഹു မဟိဆာဘ ഹു မဟိဆာအသင်းဝင်တွေအားလုံးကလောဘဒေါသတွေအားကြီးကြရင်လည်းပဲအဲ့ဒီအသင်းဖွဲ့ကကြာရှည်မတည်တတ်တတ်ဘူးချော့ပြောတဲ့နေနေရာချော့ပြောရမယ်ခြောက်ပြောတဲ့နေနေရာခြောက်ပြောဒိဗေဟုတ်တယ်မလားကိုကကြီးပဲအကုန်လုံးလောဘကြီးနေကိုကကြီးသိမ့်နေအာလူငယ်တွေကြတော့အကုန်လုံးငေါက်ငန်းပြီးတော့ မလို့ချင်မှမသိမကန်ချင်မှမသိရှောက်ခိုင်းနေလေအဲ့ဒီအတင်းဖွဲ့ဟာကြာရှည်မတည်တတ်ဘူးလေဗျာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တည်းကဂေါရမဗုဒ္ဓရဲ့ဓာရီဟုတ်တယ်မလားအတွေးခေါ်တယ်ကနေ့ချိန်ကြီးခင့်မိနေတာကနေ့ချိန်ကြီးခင့်မိနေတာဟုတ်တယ်မလားအဲအဲ့ဒါပဲဗျာအဲ့ဒါပဲနော်